အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ဒေါက်တာထဝီဖြစ်ပါတယ်ကျွန်တော်လာမေးထားတဲ့မေးခွန်းလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့အိမ်နောင်ရှင်အမျိုးသားအမျိုးသမီးလာမေးတဲ့မေးခွန်းဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဘာမှမေးထားလဲဆိုတော့ဆရာလိင်ဆက်ဆံခြင်းကြောင့်အကျိုးကျေးဇူးတွေရှိနိုင်သလားလို့လာမေးပါတယ်အဲ့တော့ဒီမေးခွန်းလေးကိုအခုဗီဒီယိုကြည့်ရတဲ့လူတွေသိချင်ပါသလားလိင်ဆက်ဆံခြင်းကြောင့်အကျိုးကျေးဇူးတွေရှိလားမရှိလားဆိုတာသိချင်တယ်ဆိုရင် comment အောက်မှာသိချင်ပါတယ်လို့ရေးပေးပါ မှန်ပါတယ်လင်းဆက်ဆံခြင်းကြောင့်အကျိုးကျေးဇူးများစွာရှိပါတယ်အဲ့တော့လင်းဆက်ဆံခြင်းကြောင့်ရရှိတဲ့ကျန်းမာရေးအကျိုးကျေးဇူးကိုးချက်ကိုကျွန်တော်ဒီဗီဒီယိုလေးမှာအားလုံးကိုမျှော်ပေးခြင်းပါတယ်ကိုတည့်ရဲ့တငယ်ချင်းတွေရှိတယ်ဆိုရင် comment မှာ mention ခေါ်ပေးခြင်းအဖြစ်ဒီဗီဒီယိုကြည့်ပြန်ကူညီပေးလိုက်ပါဒီနေ့ topic လေးကအားလုံးအတွက်တအားစိတ်ဝင်စားတဲ့အချက်လို့ထင်ပါတယ်လင်းဆက်ဆံခြင်းကြောင့်ရရှိစေသောကျန်းမာရေးကောင်းကျိုးကိုးချက်ဖြစ်ပါတယ်မမတိချက်ကပါလဲဆိုတော့ stress မှာစိတ်ပီစီမှုကိုတက်တာစေပါတယ်။မှန်ပါရဲ့။လေးစံခြင်းကြောင့်စိတ်ပီစီမှုတက်တာစေပါတယ်။စိတ်ပီစီမှုကိုဖြစ်စေတော့ဟော်မုန်းကတော့ cortisol ဆိုတဲ့ဟော်မုန်းဖြစ်ပါတယ်။ cortisol ဆိုတဲ့ဟော်မုန်းကကျွန်တော်တို့စိတ်ပီစီမှုဖြစ်တဲ့အချိန်မှာအရင်မြင့်တက်လာပါတယ်။တွေးတွေးမှာ cortisol level တွေမြင့်တက်လာတဲ့အချိန်မှာကျွန်တော်စိတ်ပီစီမှုပုံပုံကြီးဆိုးပါတယ်။အဲ့တော့ cortisol level ကနည်းနည်းလေးတက်ရင်ပြဿနာမရှိပေမဲ့ ြင်းထန်စွာတက်လာတဲ့အခါမှာစိတ်ပီစီမှုကထိမနိုင်တိတ်မနိုင်ဖြစ်သွားတတ်ပါတယ်။အဲ့ဒီအချိန်မှာကျွန်တော်လိန်ဆက်ဆက်ခြင်းကြောင့် endorphin ဆိုတဲ့ဟော်မုန်းကြီးထွက်လာပါတယ်။ endorphin ဟော်မုန်းဟာ cortisol ဆိုတဲ့ဟော်မုန်းမျိုးကိုကျဆင်းသွားစေပါတယ်။ဒီနည်းအားဖြင့် stress လို့ခေါ်တဲ့စိတ်ပီစီမှုကိုတတ်တာသွားစေပါတယ်။ဒါကတော့စိတ်ပီစီမှုကိုတတ်တာစေတော့အချက်ဖြစ်ပါတယ်။နောက်တစ်ခုအချက်ကတော့အိပ်ပျော်မှုကိုအားပေးပါတယ်။မှန်ပါတယ်။ နေဆက်ဆက်ခြင်းကြောင့်အကောင်းကျိုးများစွာရှိပါတယ်။အဲ့ဒီတည်းမှာအိတ်ပျော်စေတဲ့အချက်ကလည်းတစ်ချက်အပေါင်းဝင်ဖြစ်ပါတယ်။အခုဗီဒီယိုကြည့်ရတဲ့အချိန်မှာညညအိတ်မပျော်တဲ့သူများရှိပါတာ။ဒါဆိုရင်ကို့ရှ်မှာလည်းအိမ်တော်ဘက်မျိုးသားအမျိုးသမီးရှိတယ်ဆိုရင်နေဆက်ဆက်ကြည့်ပါ။ကိုကကောင်းမွန်စွာအိတ်ပျော်လာနိုင်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။နေဆက်ဆက်ခြင်းကြောင့် prolactin ဆိုတဲ့ဟော်မုန်းလေးထွက်လာပါတယ်။အဲ့ဒီဟော်မုန်းကလည်းကျွန်တော်အိတ်ပျော်ဖို့အတွက်များစွာအားပေးတာကိုတွေ့ရပါတယ်။ဒီအတွက်ကြောင့် ။နောက်ပိုင်းအင်ဂိုရီဒူမှာမင်းဆက်စံနေအဖြစ်တဘာဝနီးရကောင်းမွန်သောအိတ်စီတီမျိုးဖြစ်တယ်လို့ကျွန်တော်အနေနဲ့အကြံပေးလိုက်ချင်ပါတယ်။နံပါတ်3 immune system ဖြစ်ပါတယ်။အဲ့ဒါတော့ကိုယ်ခံစားနေဖြစ်ပါတယ်။မင်းဆက်စံခြင်းကြောင့်ကိုယ်ခံစားနေတယ်လေညစ်တက်လာပါတယ်။ကိုကအမြဲတမ်းအရှောင်ရှောင်ဖြစ်တယ်။ခဏခဏနှာစီချောင်းစုဖြစ်တယ်ယောဂါရီမျိုးရောက်တာလွယ်တဲ့သူတွေမှာပါတယ်ဆိုပြီးဒိဆက်ဆက်ကြည့်ခြင်းအဖြစ်ကိုကယောဂါဖို့တချို့ကာဝယ်ပီးသားဖြစ်တော်မယ်လို့ ျွန်တော်ပြောချင်ပါတယ်။နှိမ့်ဆက်ဆံခြင်းကြောင့် antibody တချို့ထွက်လာပါတယ်။ antibody ဆိုတာကိုယ်ခန္ဓာအတွက်မှရှိတဲ့ကိုယ်ခန္ဓာစနစ်ဖြစ်ပါတယ်။ကိုယ်ခန္ဓာစနစ်တချို့ထွက်လာပြီးတော့ infection လို့ခေါ်တဲ့တချို့သောပိုးတွေနဲ့ HPV လို့ခေါ်တဲ့ Human Papilloma Virus ဆိုတဲ့ပိုးတွေကိုကာကွယ်ပြီးသားဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။နံပါတ်၄ချက်ကတော့အခုလိုကျန်းမာရေးဗီဒီယိုတွေကိုအမြဲတမ်းကြည့်ရှင်နေဆိုရင် DOC HTAT ဒေါက်တာဆိုတဲ့ ယခု YouTube channel လေးကို subscribe လုပ်ထားပါလို့အကြံပေးချင်ပါတယ်။အခုဗီဒီယိုရဲ့ညာဘက် down အောက်လေးမှာ subscribe ဆိုတဲ့အနီအောင်ခလုတ်လေးရှိပါတယ်။အဲ့ဒီခလုတ်လေးကိုနှိပ်ထားခြင်းအပြင် ကျမ်းမာရေးဗီဒီယိုတွေကိုအမြဲတမ်းကြည့်နိုင်မှာဖြစ်ပါတယ်။ subscribe ပေးနာမှာရှိတဲ့ခေါင်းလောင်းလေးကိုလည်းအမြဲဖွင့်ထားပါလို့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်။ဒါမှသာကျွန်တော်စီရကျမ်းမာရေးဗီဒီယိုတွေတက်လာတိုင်းကိုယ့်စီကိုပေါ်လာမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နံပါတ်၄ချက်ကတော့ pain ဖြစ်ပါတယ် pain ဆိုတာနာကျင်မှုဖြစ်ပါတယ်လိမ့်ဆက်ဆံခြင်းဟာ natural pain killer ဖြစ်ပါတယ်အတိအပြန်ကတော့လိမ့်ဆက်ဆံခြင်းကြောင့်သဘာဝနည်းရနာကျင်မှုတန်ကိုညော့စီပါတယ်ဘာကြောင့်လဲဆိုတော့အရှင်းမှာကျွန်တော်ရှင်းပြခဲ့သလိုလိမ့်ဆက်ဆံတဲ့အခါမှာ feeling good ဆိုတဲ့ဟော်မုန်းတစ်မျိုးထွက်ပါတယ်အဲ့ဟော်မုန်းနာမည်ကတော့ endorphin ပဲဖြစ်ပါတယ် endorphin ထွက်လာတဲ့အခါမှာကျွန်တော်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့နာကျင်မှုတန်က ရောကြသွားပါတယ်။ဘာကြောင့်လဲဆိုတော့အုံနောက်က pain receptor လို့ခေါ်တဲ့နာကျင်မှုကိုလက်ခံရရှိတဲ့ receptor ရှိပါတယ်။အဲ့ဒီ receptor ကိုကျွန်တော်တို့အုံနောက်အတွင်းကိုနာကျင်မှုဒဏ်ကိုပြန်ပြီးတော့သတင်းပို့တဲ့ pain signal တွေကို endorphin ကဖြတ်တောက်လိုက်ပါတယ်။ဒီနည်းအားဖြင့်ကျွန်တော်တို့လိမ့်ဆက်ဆန်ခြင်းကြောင့်နာကျင်မှုဒဏ်ကိုလည်းရော့စီပါတယ်။နံပါတ်5အချက်ကတော့ menstruation ဖြစ်ပါတယ်။ ် menstruation ဆိုတာယာတိလာတာဖြစ်ပါတယ်။လိင်ဆက်ဆံခြင်းကြောင့်ယာတိလာတာကိုလည်းပို့ပြီးတော့ကောင်းစေတယ်။အထူးသဖြင့်ယာတိလာလို့နာတဲ့သူတွေကိုတက်တာစေပါတယ်။ကျွန်တော်ရှင်းပြပါမယ်။ဥပမာလူတစ်ယောက်ကယာတိလာနေတဲ့အချိန်မှာအမျိုးသမီးတစ်ယောက်ကယာတိလာနေတဲ့အချိန်သူ့ရဲ့အမျိုးသားနဲ့အဲ့ဒီအချိန်မှာလိင်ဆက်ဆံလိုက်တဲ့အခါကျရင်ယာတိလာလို့နာတဲ့တံကိုတက်တာစေပါတယ်။ယာတိလာလို့နာခြင်းဆိုတာတအိမ်ထဲမှာရှိတဲ့ကြွက်သားလေးတွေဟာ cramping လို့ခေါ်တဲ့တအားညစ်လို့နာတာဖြစ်ပါတယ်။လိမ့်ဆက်ဆက်တဲ့အခါမှာ orgasm လို့ခေါ်တဲ့ပြီးမြောက်တဲ့အခါမှာထပ်တာသွားတာဖြစ်ပါတယ်။ဘလို့လှုပ်လို့လဲဆိုတော့ကျွန်တော်ရှင်းပြပါမယ်။ orgasm လို့ခေါ်တဲ့ပြီးမြောက်တဲ့အချိန်မှာဆက်ဆက်ချင်းမှာ uterine contraction လို့ခေါ်တဲ့ကြွက်သားလေးတွေတိမ်နေရန်ကြွက်သားလေးတွေစတင်ညစ်ပါတယ်။ဒါပေမဲ့ပြီးမြောက်သွားတဲ့အခါမှာတိမ်နေရန်ကညော့သွားပါတယ်။ဒီအတွက်ကြောင့်ရာသီလာလို့ညစ်ပြီးတော့နာနေတဲ့အချိန်မှာ ရော့ချသွားတဲ့အတွက်ကြောင့်ကျွန်တော်တို့နာကျင်မှုထံကိုတက်တာသွားစီပါတယ်။ organ လို့ခေါ်တဲ့ပြီးမြောက်တဲ့ process မှာကျွန်တော်တို့ဆက်စားခြင်းမှာတအိနေရန်ဒီစပြီးတော့ညှစ်ပါတယ်။နောက်ပိုင်းရော့သွားပါတယ်။ဒီအတွက်ကြောင့်ယာဒီလာလို့နာတဲ့အခါမှာတအိနေရန်အရန်ညှစ်ခြင်းကိုရော့စီခြင်းအားဖြင့်အနာကိုတက်တာစီပါတယ်။ဒါအပြင်နေဆက်ဆံခြင်းကြောင့်ယာဒီပုံမှန်ဖြစ်ခြင်းကိုလည်းအားပေးပါတယ်။ယာဒီပုံမှန်ဖြစ်ခြင်းဆိုတာ estrogen progesterone ဆိုတဲ့ hormone နှစ်ခုဟာပုံမှန်လေပတ်နေခြင်းအပြင်ယာတိပုံမှန်ဖြစ်စေပါတယ်။လိင်ဆက်ဆံခြင်းကြောင့်ဒီ hormone နှစ်ခုကိုလည်းပုံမှန်လေပတ်စေပါတယ်။ဒီအတွက်ကြောင့်အခုဗီဒီယိုကြည့်တဲ့အမျိုးသမီးတွေထဲမှာအိမ်တော်လေးရှိတယ်။ကိုကယာတိလာလို့နာတာပဲဖြစ်စေယာတိပုံမှန်မလာလို့ပဲဖြစ်စေလိင်ဆက်ဆံခြင်းအပြင်ယာတိနဲ့ပတ်သက်တဲ့ပြဿနာတွေကိုတတ်တာစီမဲလို့ကျွန်တော်ပြောချင်ပါတယ်။နံပါတ်6ချက်ကတော့ mental health ဖြစ်ပါတယ်။စိတ်ခံစားချက် စိတ်ပိုင်းဆိုင်ရာဖြစ်ပါတယ်။လိမ့်ဆက်ဆန်ခြင်းကြောင့်စိတ်ပိုင်းဆိုင်ရာမှာပိုပြီးတော့ကောင်းမွန်စေပါတယ်။အထူးသဖြင့်လူဟာအများနဲ့ stress တွေနဲ့ဖိနေတဲ့အချိန်မှာစိတ်ပိုင်းဆိုင်ရာအားနည်းလာတယ်။ကြာရင်စိတ်ရောဂါတွေဖြစ်လာတဲ့အထိဖြစ်တတ်ပါတယ်။ကျွန်တော်ရဲ့ပတ်ဝန်းကျင်ကအရင်ပတ်ဝန်းကျင်နဲ့မတူတော့ဘူး။ဒီဘက် moral kit မှာဘာမှမဆိုဘူးကျွန်တော်တို့ကခင်မြဲအဆင်မြင့်လာတယ်။ဘာမှမဆိုစိတ်ဖိစီးမှုတွေကအရင်ခင်တည်းထက်ပိုပြီးတော့များလာပါတယ်။လိမ့်ဆက်ဆန်ခြင်းဟာ စိတ်ဖိစီးမှုကိုရောကြစေတယ်။ endorphin ဆိုတဲ့ဟော်မုန်းတွေထွက်စေတယ်။ဒီအတွက်ကြောင့်လိင်ဆက်ဆံခြင်းကြောင့်စိတ်ကျန်းမာရေကိုလည်းများစွာထူးခြားမှုရှိပါတယ်။စိတ်တက်ကြနေတဲ့သူတွေပုံမှန်လိင်ဆက်ဆံခြင်းအပြင်စိတ်တက်ကြတာကိုလည်းများစွာကောင်းစေတယ်လို့ကျွန်တော်အနေနဲ့အကြံပေးလိုက်ချင်ပါတယ်။နံပါတ်9ချက်ကတော့ pelvic muscle ဖြစ်ပါတယ်။အထိပ္ပာယ်ကတော့တင်ပစုံနားမှာရှိတဲ့ကြွက်သားတွေကိုပြောတာဖြစ်ပါတယ်။လိင်ဆက်ဆံခြင်းဟာတင်ပစုံနားမှာရှိတဲ့ကြွက်သားတွေကျုံနာ ဆန့်တာဖြစ်ပါတယ်အတွေ့အဖြစ်မိမမှာဆိုရင်တအိမ်ယောက်ျားမှာဆိုရင် prostrate လို့ခေါ်တဲ့စီးကျိတ်တီးကကျုံနာဆန့်တဲ့လုပ်ငန်းကိုတောက်လျှောက်လှုပ်ဆောင်ပါတယ်တင်ပစုံသားကြွက်သားတွေဟာအမျိုးသားတွေလိန်နံထောင်မမှုဖြစ်တာ အမျိုးသားတွေတုတ်လွတ်သွားတဲ့အချက်တွေကိုလည်းသူကများစွာအလုပ်လုပ်ပြီးပါတယ်ဒီအတွက်ကြောင့်တင်ပစုံသားကြွက်သားအားကောင်းလာပြီးတော့လူကပို့ပြီးတော့လိန်ဆက်ဆံတာလူကပို့ပြီးတော့အာတန်လာတယ် စီးသွားတဲ့အခါမှာပိုပြီးတော့ကောင်းလာမယ်လို့ကျွန်တော်ပြောချင်ပါတယ်။နံပါတ်၈ချက်ကတော့ heart health ဖြစ်ပါတယ်။နှလုံးကြောက်မှန်ရေးဖြစ်ပါတယ်။လိင်ဆက်ဆံခြင်းဟာမသိရင်လိင်ခြင်းကံတစ်ခုလောက်တာနဲ့တူပါတယ်။နှင်းနှင်းလေးလိင်ဆက်ဆံခြင်းဟာလမ်းလျှောက်တာနဲ့တူပြီးတော့ငြင်းငြင်းလိင်ဆက်ဆံခြင်းဟာတီးတာနဲ့တူပါတယ်။ဒီအတွက်ကြောင့်ကိုယ့်ရဲ့နှလုံးကြောက်မှန်ရေးများစွာ ကောင်းမှုစေပါတယ်။လိင်ဆက်ဆံတဲ့အတွက်ကြောင့်နှလုံးကကြုံနိုင်ဆန့်နိုင်တဲ့အားပိုများလာတယ်။တွေးလက်ပမှုအားစနစ်ပိုကောင်းလာပြီးတော့ ကို့အတွက်နှလုံးချမ်းမာရေးပိုပိုကောင်းလာပါတယ်။လိလာတွေ့ရှိချက်တွေမှာအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ချမ်းမာတဲ့အမျိုးသားတွေဟာကောင်းမွန်စွာလေးဆက်ဆံခြင်းဟာအသက်ကြီးတဲ့အချိန်မှာနှလုံးကဖြစ်မှုနှုန်းကျဆင်းစေပါတယ်။အမျိုးသားပဲဖြစ်စေအမျိုးသမီးပဲဖြစ်စေတပတ်ကို၃ချိန်အနည်းဆုံးလေးဆက်ဆံတဲ့သူဟာအသက်ရွယ်တစ်ခုရောက်တဲ့အချိန်မှာနှလုံးရောဂါဖြစ်မှုနှုန်းဆယ်ရာခိုင်နှုန်းကျော့နေနေတာကိုတွေ့ရှိရပါတယ်။ဒီအတွက်ကြောင့်နှလုံးချမ်းမာရေးအတွက်လိန်ဆက်ဆံတာအကောင်းဆုံးနည်းပဲဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။ ။နံပါတ်6ချက်ကတော့ prostate cancer ဖြစ်ပါတယ်။အထိပ္ပယ်ကစီးချိတ်ကင်ဆာပါ။လိင်ဆက်ဆံခြင်းကြောင့်စီးချိတ်ကင်ဆာဖြစ်မှုနှုန်းကိုလည်းများစွာကာကွယ်ပေးပြီးသားဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့စီးချိတ်အလုတ်ကိုရှင်းပြပါမယ်။စီးချိတ်ဟာ testis လို့ခေါ်တဲ့ကိုယ်စီအတွင်းမှာရှိတဲ့တုပ်ကိုးလေးတွေကိုတုပ်ရည်နဲ့ပူပေါင်းပြီးတော့အပြင်ကိုထုတ်ပေးတဲ့အလုတ်ကိုလုတ်ပါတယ်။အဲတော့တုပ်ရည်ထွက်ခြင်းဟာစီးချိတ်ကြောင့်ဖြစ်တာဖြစ်ပါတယ်။ လိန်ပုံမှန်ဆက်ဆံခြင်းကြောင့်တုတ်ရီအတွင်းမှာအကြာကြီးအောင်းနေတော့ဘူးတုတ်ရီကပုံမှန်ထွက်နေပါတယ်အဲ့တော့တုတ်ရီမအောင်းတဲ့အတွက်ကြောင့်ကြာလာတော့ဘာဖြစ်လဲဆိုတော့ prostate လို့ခေါ်တဲ့စီးချိတ်ကကင်ဆာဖြစ်မှုနှုန်းကျော်ချနေပါတယ်ပုံမှန်လိန်ဆက်ဆံနေသူမဟုတ်တဲ့သူဆိုရင်တုတ်ရီပုံမှန်မထုတ်တဲ့သူဟာကြာရင်စီးချိတ်ကင်ဆာဖြစ်မှုနှုန်းပိုများပါတယ်ဒီအတွက်ကြောင့်လိန်ဆက်ဆံခြင်းဟာစီးချိတ်ကင်ဆာကိုကာကွယ်ပေးနိုင်တာဖြစ်ပါတယ်အခုဗီဒီယိုကြည့်ယူတဲ့မှာသမီးစားချစ်သူလင်မယား ပါပါသလားဒါဆိုရင်ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့ကောင်မလေးကိုယ့်ရဲ့ကောင်လေးနဲ့ကိုယ့်ရဲ့အိမ်အောင်ဖက်အမျိုးသားအမျိုးသမီးတွေဟာကို့အတွက်တဘာဝပေးတဲ့ကျမ်းမာရေးလက်ဆောင်လေးတွေပဲဖြစ်တယ်လို့ပြောချင်ပါတယ်ဒီအတွက်ကြောင့်ကိုချစ်ရတဲ့သူကို comment မှာ mention ခေါ်ပေးခြင်းအဖြစ်ဒီဗီဒီယိုကြည့်ဖြစ်အောင်ကူညီပေးလိုက်ပါဒီအတွက်ကြောင့်ကိုဟာကိုယ့်ရဲ့ချစ်သူကောင်မလေးကိုယ့်ရဲ့အိမ်အောင်ဖက်အတွက်တဘာဝပေးတဲ့ဖျားပေးတဲ့ ကျမ်းမာရေးလက်ဆောင်ပဲဆိုတာသူတို့သိစီခြင်းတဲ့အတွက်ကြောင့်သူတို့ mention ခေါ်ပေးခြင်းဖြစ်ပါတယ်။ဒီဗီဒီယိုနဲ့ကြည့်ပြီးအကျိုးကျေးဇူးရှိတယ်ဆိုရင် comment မှာ yes လို့ရေးပေးပါ။တခြားသူတွေပြန်လည်း share ပေးပါ။အားလုံးကျေးဇူးတင်ပါတယ်။အခုလိုကျမ်းမာရေးဗီဒီယိုတွေကိုအမြဲတမ်းကြည့်ရှင်နေဆိုရင် DOC HTAT Doctor ဆိုတဲ့ယခု YouTube channel လေးကို subscribe လုပ်ထားပါလို့အကြံပေးခြင်းပါတယ်။အခုဗီဒီယိုရဲ့ညာဘက်ထောင်းအောက်လေးမှာ subscribe ဆိုတဲ့အနီအောင်ခလုတ်လေးရှိပါတယ်။အဲ့ဒီခလုတ်လေးကိုနှိပ်ထားခြင်းအပြင်ကျမ်းမာရေးဗီဒီယိုတွေကိုအမြဲတမ်းကြည့်နိုင်မှာဖြစ်ပါတယ်။ subscribe ဘေးနားမှာရှိတဲ့ခေါင်းလောင်းလေးကိုလည်းအမြဲဖွင့်တာပါလို့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်။ဒါမှသာကျွန်တော်စီရကျမ်းမာရေးဗီဒီယိုတွေတက်လာတိုင်းကိုယ့်စီကိုပေါ်လာမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။